ံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားတဲ့သူစပင်နှင်းစီပွင့်တွေနဲ့ဆိုတဲ့ဝတ္ထုရဲ့အပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသူစပင်နှင်းစီပွင့်တွေနဲ့အပိုင်း၅ကျွန်တော်ကရတနာတို့ကောက်ရသောသူစင်းရဲ့ကဲ့သို့ဖြစ်နေလေသည်မမပေးလိုက်သောနှင်းစီပန်းပွင့်ကလေးကိုဘယ်နေရာမှာထားရမှန်းမသိ ခေါင်းအောင်မှာပဲထားရရမလို့စစ်သားတွေပဲထည့်ထားရမလို့ဗန်မှာပဲတွားရထားရမလို့ဖះညောင်ရီဦးတွေပဲထိုးရမလို့ဖြစ်နေသည် မမစီကထိုနှင်းစီပန်းကိုအပြေပေးသည့်အနေဖြင့်ရရှိခဲ့ပြီးနောက်အပြန်ခရီးတော်တော်စွန်စားရသည်တက်စကားစီပြန်လင်းလူတွေတိုးသောကြောင့်ခြေမွအသွားမြေဆိုရသည်တုံပိန်ငှားပြန်ရင်လည်းမတက်နိုင်နောက်ဆုံးအကြံတစ်ခုရသည် နင်းစီပွင့်ကလေးကိုလက်ကင်ပေါ်အဖျင်းခပ်ပေါပေါအုပ်ထားလိုက်သည်ပြီးတော့ဘတ်စကားဂိတ်အထိလမ်းလျှောက်သည်ဂိတ်ကနေစောင့်စည်းသောကြောင့်ကားလူချောင်သည်ထိုင်စရာနေရာရသည်ကျွန်တော်အစိုးရင်ကြည်ချင်းဖြစ်သည်ကျွန်တော်ပြန်သောအချိန်တွင်ညိုထဲမှကျွန်တော်တို့ဘက်သို့ပြန်သောဘတ်စကားတွေချောင်းလိုက်သည်ဖြစ်ခြင်းခုလဲဒီနင်းစီပွင့်ကိုဘယ်လိုထားရပါမလဲအတန်တွေကကောင်းမလေးတွေ ချောင်းကိုပန်တွေယူလာသည့်နီကိုတရိယာဤပလတ်စတစ်အိတ်တစ်လုံးရှာသည်နှင်းစီပွင့်ကိုထည့်သည် အိတ်ထဲသို့လေမှုတ်သွင်းသည်အိတ်ဤထိဆာကိုတရေကွင်းဖြင့်ခြေသည် လေပြေသောကြောင့်ပေါင်းနေသောအိတ်ထဲတွင်နှင်းစီပွင့်ကလေးအပွင့်မပြတ်ရှိနေပြီမမေတို့တွေ့လျင်မိနေမည်ဆို၍စပွဲအန်ဆွဲတဲ့ထည့်ပြီးတောက်ခတ်ထားလိုက်သည်ပလတ်စတစ်အိတ်တွေထက်ရှားထားမှာပဲဟုစဉ်းစားမိသည် နောက်ထပ်နှင်းစီပန်းတွေရဖို့အလားလားရှိသည်အလိုပေါ်ဦးတယောက်တော့ဖြင့်သွားရှာပြီးထင်ပါရဲ့ဗျာ။ကိုကြီးကောင်းသည် ကျွန်တော်ဦးမျိုးနေပုံကိုကြည့်ပြီးခေါင်းတညိမ့်ညိမ့်လုံနေသည်။ခုတလောမှာတော့ကျွန်တော်ဒီလိုပဲလှုပ်ရှားဟန်တွေအကျန်းတွက်လက်နေသည်။စကားလည်းများများပြောပြသည်။သူတကာပေါ်မှာလည်းနည်းနည်းသဘောကောင်းနေသည်။အေးလေအေးလေ ကျွန်တော်ရဲ့အောင်မြင်မှုကိုလည်းကြည်ပါဦးမှာပေါ့။ဆမေးပွဲလည်းအောင်သည်။မမခင်လေးခင်ရဲ့အချစ်ကိုလည်းလက်ခံရရှိသည်။အမေတို့ကတော့ကျွန်တော်ဆမေးပွဲအောင်လို့ခုလောက်ဖြစ်နေတာပဲလို့ထင်နေသည်။တိတ်ပြောနေတယ်ပေါ့လေ။ကိုကြီးကောင်းမေးဓာတ်ပေါ်ပြ။ကိုကြီးပဲစဉ်းစားကြည့်လေ။ကျွန်တော်ကတပြိုင်တည်းထဲမှာဆမေးပွဲနှစ်ခုဖြေရတာမဟုတ်လား။နှစ်ခုစလုံးအောင်နေဆိုတော့မပြောတင်ပေဘူးလား။ ကြော်တင်ပါပေတယ်ခမငော့တာလားဗျငော့တာမဟုတ်ဘူးကွာရှိတာရှိတာမနာလိုလို့ထင်တယ်ဟဲ့ဟဲ့တော်စမ်းပါကွာမင်းကိုမနာလိုလည်းမဖြစ်ပါဘူးဒီမှာဟိတ်ကောင်မင်းအဲ့ဒီကိစ္စကိုလုပ်မယ်ဆိုတာသိရတော့ငါစွတ်တောင်းမလို့ပဲတောက်လို့ရမှာမဟုတ်ဘူးဆိုတာသိလို့လဲတကြောင်ပြီးတော့အဲ့ဒီအမျိုးသမီးចောင်းကိုစုံစမ်းကြည့်တယ်ဟာစုံစမ်းကြည့်တယ်အေး ဘယ်လိုလဲဆိုတော့စုံစမ်းကြည့်တာရိုးရိုးကြီးကလေးပဲပြီးတော့လူကြီးဆန်နေဆိုတာလည်းသိရလို့ငါဘာမှမပြောဘဲနေခဲ့တာဟာကိုကြီးကကျွန်တော်တွေဒီလောက်တောင်ပင်မခံရသလားဗျခံရတာဘောကမဟုတ်တာတွေနဲ့ဖြစ်သွားရင်ဘယ်နဲ့လုံးမလဲကျွန်တော်တုပ်ပကုန်းကိုခက်တင်းတင်းဖက်ပြီးဒါကြောင့်လေကိုကြီးကိုချစ်နေရတာဗျအမေဟိတ်ကောင်မင်းချစ်ရမှာကငါ့ကိုမဟုတ်ဘူးဟာဟိုရေရင်ပြောသည် ဒါနဲ့ကိုကြီးကဘလို့စုံစမ်းတာလဲငါလဲငါနင်းငါဟန်နဲ့ပေါ့ကွာအချို့ကငါကိုယ်တိုင်ကကြိုက်တယ်လို့ထင်နေကြသေးတယ်ထင်မယ်ဆိုလဲထင်လောက်စရာပဲကို ကျွန်တော်မမကတိတ်လှတာမဟုတ်လားသွားစမှာကွာမင်းဟာကြီးငါမကြိုက်ပါဘူးဟာဗျာအဲ့ဒီလိုမင်းဟာကြီးလိုတော့ရှင်းရင်တည်တည်မပြောပါနဲ့ဒါဖြစ်ရင်မင်းဟာလေးလို့ပြောရမှာလားမင်းမျိုးသမီးလို့ပြောစမ်းပါဗျာဟာ ဆက်ဆက်ထိမခံနိုင်ဖြစ်နေပါလားကွာဒါပေါ့ကိုကြီးဟာဒီမှာကျွန်တော်တခုမေးမယ်ဗျာမှန်မှန်ဖြည့်စမ်းပါမမကမလှဘူးလားဟင်အမှန်တိုင်းပြောရင်တိတ်လှကြည့်တော့မဟုတ်ဘူးဒါပေမဲ့ချက်တည်းရှိရှိလှတာတော့အမှန်ပဲကွာကိုကြီးနမ်းပြဆမလားဘာပေါက်ပြန်တာလဲကွာဟုတ်ဘူးလေမမကိုလှတယ်ပြောလို့ကိုကြီးကောင်းကလက်ဖက်ရည်တငုံတောက်လိုက်သည် မိစေကိုပို့ရင်းစဉ်းစားနေပြီးမှဒီမမောင်လူတွေဟာသူနီးသူဟန်နဲ့ပေါနေကြတာပဲနော်ဟာဟာကိုကြီးကကျွန်တော်ကိုပြန်တွေ့တာပေါ့လေသူရဲနေသည်ဒါနဲ့နေပါအောင်ကိုကြီးကကိုကြီးစုံစမ်းကြည့်ပြီးတော့တိရတလို့ဆိုရင် မမရဲ့ injury တိတ်ခါအရေးချင်းတွေနဲ့ပတ်သက်လို့ခြေနဲ့ရလားခြေတော့ခြေနဲ့ပါတယ်ကွာစိတ်ချလက်ချတော့မဟုတ်သေးဘူးဟင် ဘလို့စိတ်မချတာလဲမမကဟုတ်ဘူးလေကောင်မလေးဘက်ကိုစိတ်ချပါတယ်မင်းကသာအသက်ချင်းလဲကွာနေတော့လာပြန်ပြီဗျာဒီအသက်ကိစ္စကအေးကွာအဲ့ဒါလေးထည့်ပြောရမှာပဲပေါ့အခုတော့ရှိရပေါ့လေဟိုကမင်းအပေါ်မှာပဲ့ပြင်းတွန်းတင်းသွားမယ်ထိထိန်တိန်တိန်နဲ့နေသွားမယ်ဆိုရင်တော့မဆိုးပါဘူးဒါမှမဟုတ်ပဲသူကမင်းကိုမနိုင်ဘူးဆိုရင်တော့မလွယ်ဘူး မင်းလိုတစွတ်ထိုးပိတ်ကက်ကက်ကောင်းကို तू မထိနိုင်ရင်တော့ကျွန်တော်သူ့စကားနားထောင်မှာပေါ့ဗျာမင်းကငါစကားတောင်နားထောင်လို့လားကိုကြီးကကိုကြီးပဲသူကမမပဲဟာညှော်လင့်ရတာပဲကွာကျွန်တော်ကိုကြီးကောင်းကိုကြည့်ပြီးပြုံလိုက်သည်ဖះတာပြီးစီးနှင်းလိုက်ပါကြရတော့ခါခီးတဲ့များအပေါ်လမြန်ကားဒရိုက်ဘာကပြုံတော့မပြုံမျိုးလေးကြိုက်ခဲ့လား မောင်ဘော်ဦးအတွက်ကြပိုင်ခွင့်များနဲ့လိုက်နာရန်စီကံချက်များမမဟိုမှာချင်းလုံးခတ်တဲ့ရုပ်ကြောပုံတွေထုတ်ထားတာကဘာကြီးလဲရင်အဲ့ဒါအားကစားရုံလေးဒီရှိဟာကဘိုးအောင်ကျော်အထိမ့်မှန်ကြောက်တိုင်းမမဒီဟိုရှိတဲ့တဲ့ကဝင်းနှင်းတပင်ခမ်းမဒီဘက်ကမန္တလေးတောင်ဟိုမှာဘန်းဖြေရိတ်သာအာစီလို့လဲခေါ်တယ်စသဖြင့်ဆက်လက်ရှင်းပြနေသည်ဟို အကုန်းတို့စကိုင်းတို့ဆိုတာတွေကကောအဲ့ဒါကចောင်းသားတွေနေတဲ့အဆောင်တွေចောင်းသူတွေကရောဟိုဘက်မှာအဲ့ဒါကရေးကြည့်တယ်ဟဲဟဲမမကမျက်ဆောင်အတူထိုးလိုက်သည်ဟိုမှာဟိုမှာဂျက်ဆင်မဟုတ်လားအင်းရုပ်ရှင်ထဲမှာကြည့်ဘူးတယ်ဟိုဟာကရောစာကြည့်တိုင်းအင်းဟုတ်ပြီစာကြည့်တိုင်းနားကဟာခန်းကော်တော့မဟုတ်လားမမကောင်းကြီးသည် ထိုင်ကုန်တော့ကတိတ်နာမည်ကြီးတာပဲနော်ဟုတ်လဲဟုတ်ပါရဲ့ကြည့်ပါဦးထိုင်ကုန်တန်းရရတွေနဲ့ထိုင်ခြင်းစရာတော့ထိုင်ရအောင်နော်မမ။ဟိုးမထိုင်ခြင်းပါဘူးရှေ့မှာကြည့်စရာတွေရှိသေးတယ်သိပ်ပန်ဆောင်တို့ဝိဇာဆောင်တို့လာပါမမရေခဏထိုင်ရအောင်နော်ကျွန်တော်ညောင်းလို့ပါ ပြောပြီးကျွန်တော်ရှေ့ကလျှောက်သွားသည်မမကြံရိတ်ခဲကျွန်တော်လှည့်ကြည့်ပြီးလာလေမမ ဟုလှံပြောလိုက်သည်သူတပင်းချပြီးခပ်ပြင်းပြင်းလျှောက်လာ၏မမနှင့်နှစ်ယောက်ချင်းတွေ့ခွင့်ရဖို့အတန်တန်စူးစားခဲ့ရသည်စဉ်းစားလဲကြည့်ပါဦးကျွန်တော်ဖြစ်ကိုမမ၏အချစ်ကိုကြားခဲ့ပြီးနောက်အခုလိုနှစ်ယောက်ချင်းအေးအေးဆေးဆေးတွေ့ခွင့်ကိုတကားမှမရခဲ့သည်သူယုံကို နေစဉ်လိုက်ဖို့တာသူမကြိုက်တပတ်မှတစ်ခါနှစ်ခါလောက်သာလိုက်ခွင့်ရသည် ဒါတောင်ဒီကသွားတွင် အနာမကက်ရသည်မှတ်တိုင်မှာအတူရှိနေတော့လဲခက်ခွာခွာမတိတလို့နေရသည်ရှုံနာကမှတ်တိုင်မှာဆင်းတော့မှအတူတူရှင်းလျှောက်ခွင့်ရသည်အမေဒါလဲအကြာကြီးမဟုတ်ရှုံကလှမ်းမြင်တာလောက်တော့နေရာရောက်လျင်နောက်ကျောင်းပြန်လှည့်ပြီးတော့အတူတူလျှောက်ရသည့်အချိန်လွန်ဆုံးရှိလာမှ5မိနစ်ရှုံကအပြန်ကြတော့လဲလာမဆောင်နေတဲ့အသွားရောအပြန်ရော ပစကားတစည်းတဲ့အတူတူတက်သွားတာစင်တာကိုဆက်ွက်ထဲကလူတွေမြင်ရင်ချိန်မိကုန်မဆိုလိုတဲ့စီကန်းတွေကလည်းအများသားပါကလားနှစ်ယောက်ချင်းတွေးခွင့်ပေးဖို့အချိန်ချင်းပြောတော့လဲမရနောက်မှအကြံတစ်ခုရ၍ပြောချည်သည်ကျွန်တော်သည်မိမိတက်ရောက်ရမည်တက်ကတော်တဲသို့တကားမြမရောက်ဖို့သည်တကယ်ကြောင်းတက်ပြီဆိုလျင်ဘာမျှမတည်သောကြောင့်ရောင်ချာချာဖြစ်နေလိမ့်မည် ဒါကြောင့်အက်ကဒိုရဲလိုက်ပြပါဆိုတော့မှဘာလဲဆိုတော့သဘောဖြင့်ခေါင်းဆက်ပြသည်ကျွန်တော်လေးဟိုအရင်တငယ်ချင်းတွေနဲ့အင်းအမရေလာကူရင်ဒီထဲကိုခဏခဏရောက်ဖို့တယ်မမနဲ့တွေ့ချင်လို့မရောက်ဘူးလို့ညာပြောတာဟင်ကြည်စမ်းမမကိုအဲ့ဒီလိုညာတာမကြိုက်ဘူးသိလားဒါလဲစီကံကျဲအစ်တစ်ခုဖြစ်လိမ့်မည်ဖြစ်သည်မင်းဘလို့လုံးလိုက်တာလဲကွယ် ။ဘာကိုလဲမမရဲ့။တက္ကသိုလ်ဝင်ခွင့်လျှောက်တာကိုပြောတာ။အမှတ်လဲကောင်းရသားနဲ့မင်းအမှတ်ကတော့ကောလိပ်အထိမိရမဟုတ်လား။အဲ့ဒါကိုမြန်မာစာလျှောက်ရသလား။ကျွန်တော်ကဝါသနာပါရာလျှောက်တာပဲ။သိပ္ပံဘာသာတွေဖြေခဲ့တာပဲဟာ။ဝိဇ္ဇာတွေသိပ္ပံတွေကအရေးကြီးတာမဟုတ်ပါဘူး။ကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကို သင်ဖို့သာအရေးကြီးတာပါ အမှတ်ကောင်းလို့အသက်မွေးဝမ်းကြောင်းတက်ကလို့တွေတွားတက်ပြီးစိတ်မဝင်စားလို့မထူးချွန်ရင်လက်ကားပဲ ဝိဇ္ဇာပညာရက်ကိုလည်းတကယ်ထူးထူးကျွန်ကျွန်လေ့လာရင်အများကြီးအကျိုးရှိနိုင်ပါတယ်။တကယ်တော့ဝိဇ္ဇာနဲ့တိတ်ပံခွဲခြားသတ်မှတ်ပေးတာကျွန်တော်တို့သိမကြိုက်ဘူး။လူတွေရဲ့စိတ်ထဲမှာတိတ်ပံသမားဆိုရင်စတော်တယ်။ဝိဇ္ဇာသမားဆိုရင်ညံ့တယ်လို့အဆွေးလန့်တွေဖြစ်ကုန်ကြရော။ဘာပဲဖြစ်ဖြစ်တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့ကိစ္စမှာမမကိုမတိုင်ပင်ခြင်းတောင်မင်းမိဘတွေကိုတော့တိုင်ပင်သင့်ပါတယ်။မမမျက်နှာအနေငယ်ညိုနေသည် သူကိုမတိုင်ပင်ခဲ့သောကြောင့်ဝမ်းနေနေဟန်သူသည်မမကိုအရာမထားလို့မတိုင်ပင်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီကိစ္စမှာဖေဖေတို့ကိုလည်းမတိုင်ပင်ဘူးဘသူမှလည်းမတိုင်ပင်ဘူးကျွန်တော်သဘောနဲ့ကျွန်တော်လျှောက်တာသိအရေးကြီးတယ်လို့ထင်တဲ့ကိစ္စတွေကြာရင်ဘသူမှကျွန်တော်မတိုင်ပင်တတ်ဘူးအဲ့ဒါကျွန်တော်ကျင်ပဲလေမမသည်ဘာမှပြန်မပြောမျက်နှာသားသည်လည်းလန်းလန်းဆန်းဆန်းဖြစ်၍မလား အဲ့ဒါမမစိတ်ကောင်းနေရလားမသိဘူးကျွန်တော်ဒီဘလို့ချော့ရမြည်မှန်းတိတတ်သူမဟုတ်ချင်းအိမ်မဆိုလျင်ကျွန်တော်ကအငယ်ဆုံးသားငယ်ချင်းကလေးကအဖေတွေအမေတွေအမတွေရဲ့ချော့မော့ခြင်းကိုသာခံခဲ့ရသည် ကိုကဘသူမှမချော့စဘူးပေါင်းတဲ့တငယ်ချင်းကိုလည်းကြည်အောင်လေးကိုကြည့်ကောင်းမမစိတ်ပြေတော့ဘလို့လုပ်ရပါမလဲအုံနောက်6လောက်အောင်စဉ်းစားရသည် အချောမော့စကလုံးတွေအပူတပြင်းရှာပွေသည်မယားနောက်ဆုံးတွင်တနီနီကို သွားစိတ်ကိုမိသည်ထိုနီကမမ ాయి ပခုံးနှစ်ဖက်ကိုတိုင်၍ကျွန်တော်ဘက်သို့စက္ကနေဆွဲလှည့်လိုက်ပြီးအင်းမာနေသောကျွန်တော်မျက်နှာထားကိုချက်ချင်းရိပ်မိသွားသည်ဘာဖြစ်တာလဲဟုမိသည်ကျွန်တော်ကောင်းခါလိုက်သည်ဘယ်သူနဲ့ရန်ဖြစ်လာလို့လဲကောင်းမဲခါလိုက်၏ အိမ်နဲ့ဆိတ်ဆိုးလာတာလား။အော်သိပြီ။အိမ်မှာဟင်းမကောင်းလို့ထင်နေ။ကျွန်တော်ဘာမှပြန်မပြောပဲသူ့ကိုယ်သာခက်တင်တင်းစိုက်ကြည့်နေ။သူအတန်ငယ်ပြုံး၍မေးပြန်သည်။မမကိုဆိတ်ဆိုးနေတာလား။ဟုတ်တယ်။ကျွန်တော်ကခက်ဆက်ဆက်ဖြေသည်။ဘာဖြစ်လို့လဲကွယ်။ပြောလေကွယ်။ကျွန်တော်တော့မညာနဲ့နော်ကျွန်တော်မကြိုက်ဘူး။ သူပြုံးနေရမှာမျက်နာတီးသွားပြီးဘာကိုဘာလိုက်ခွဲဘယ်တော့မှညာခဲ့ဘူးလို့လဲဟုပြော၏မမနဲ့မမအုံးနဲ့ကိစ္စကို ကျွန်တော်မသိဘူးများထင်နေသလားဟင်ဘယ်မမအုံးလဲဘန်သမားမမအုံးလေဘယ်ကလဲမမမသိပါဘူးဒီလိုလှိမ့်လို့ဘယ်ရမလဲမမမသိပါဘူးလို့ဆိုအိမ်မှာမသိကြအောင်စောင်းနေပါနဲ့တော့မမရဲ့ လေတကြီးဦးမိုးဒီရဲ့သားအလာဝကမောင်မောင်ကလေးရဲ့အကိုညံသမားမောင်မောင်ဦးလေးဘင်္ဂလီလူမျိုးအလွတ်ဆုံးတော့မစ္စတာချက်တာဂျီစီကအကုန်သိခဲ့ပြီပြီ။ဟိုးမသိဘူးမသိဘူး။မမကြီးအတန်များတုံခါလာသည်။ကျွန်တော်ကိုမောင်းကြည့်နေတော့မျက်လုံးများထဲတွင် အရေးကြီးလဲလာ၏။ကျွန်တော်တနာသွားသည်။အင်ဒီရီမဆောင်နိုင်တော့ပဲရှည်လိုက်ရသည်။အလကားပြောတာပါမမကြီး။ မမဘဲတိပါမလဲတကယ်ရှိတဲ့လူတွေမှမဟုတ်တာဆရာကြီးရွှေဦးတောင်ရေးတဲ့စုံတော့မောင်ဆန်ရှားဝတ္ထုတွေကဇက်ကောင်းထိုကကြမမမမျက်နှာကြည်လင်းလာပြီးမင်းကတိတ်နောက်တာပဲဟုတ်ပြောသည်ထို့နောက်တခုခုကိုတရိယာသွားဟန်ဖြင့်ပြုံးလိုက်ပြီးညံသမမမောင်ဦးတော့မသိဘူးအကျံသမမောင်ဦးတော့သိတယ်မင်းကိုအိမ်မှာမောင်ဦးလို့ခေါ်တယ်မဟုတ်လားအင်းလေဟုတ်တယ်ဟုတ်တယ် မမလည်းကျွန်တော်ကိုအင်းကခေါ်သလိုမောင်ဦးလို့ခေါ်ပါလားယင်ခေါ်စေချင်လို့လားအင်းပေါ့ခေါ်ရပေါ့ဒါနဲ့နေပါဦးမင်းကိုပြောစရာရှိသေးတယ်ဘာလဲမမဇော်ဟိတ်နဲ့တိုင်းလုံးကျော်တို့လက်ဝေပွဲကြောင်းလားအရှုံနောက်တွေတော်တော့ကွယ်ကြည့်ပါပြောပြောကျွန်တော်နားထောင်နေတာပဲဟိုတနေ့ကကိစ္စပြောချင်လို့ပါဦးလေ မမတို့နေရာဟာချစ်သူတွေဘဝနဲ့အချိန်တော်တော်ကြာကြာနေရအောင်မယ်မဟုတ်လား။ကောင်းကြီးလိုက်သည်။ဆန္ဒဆွဲတွေကိုဦးစားမပေးတင်ဘူး။ငစားကိုသာမြင်ပြီးငမားချိတ်ကိုမမြင်တာမျိုးမဖြစ်တင်ဘူး။မမဘာလို့ပြောနေရလဲ။ကြာကြာဝါမဲ့သွားအယိုးကြည့်ရှောင်းဆိုတာ။ဒီမှာစကပုံပေါင်းချုပ်အကြောင်းပြောနေတာလားဟင်။ကျွန်တော်ကို ရှင်းရှင်းသာပြောစမ်းပါမမရဲ့။မမတပြင်းချလိုက်သည်။ ုနေ့ကဥစ္စာကိုပြောတာဘာလဲဒုက္ခပဲမမသည်ရုတ်တရက်ဆက်မပြောသေးတခုခုပြောဖို့ခက်ခဲနေပုံရသည်အချိန်ယူနေပြီးမှဟိုကစ်ပေးတာကိုပေါ့အဲ့ဒါဘာဖြစ်လဲနောက်ကိုအဲ့ဒါမျိုးမဖြစ်အောင်စဉ်းကျင်တင်တယ်ဟာမဆိုင်လို့လဲဆိုင်နေဆိုင်နေမမတို့ရဲ့စိတ်တွေကိုအခုကတည်းကထိန်းချုပ်ထားရမယ် ဒါနောက်တော့စီကန်းချက်တခုလာရင်မမကိုမငော့ပါနဲ့ကွာမမမျက်နှာညှိုးငယ်သွားသည်ကျွန်တော်ပြော၏အင်းလေမမမကြိုက်ဘူးဆိုရင်လေဟိုအဲ့ဒီလိုတော့မပြောပါနဲ့မကြိုက်ဘူးလို့ဆိုလိုတာတော့မပါဘူးဟိုစင်ကျင်မှုကျွန်တော်နားလဲပြီခဏခဏတော့မကောင်းမှုပေါ့တစ်ခါတလေတော့နိုင်ဝင်ပြုတ်မယ်ပေါ့ဟုတ်တယ်မဟုတ်လားသူဘာမှပြန်မပြောကျွန်တော်ကိုလည်းမကြည့် လမ်းဆိုသောစကားကို ကြားလိုက်ရသောကြောင့်ရှင်နေဟန်တူသည်မောင်းဝချစ်ရလာရင်ဘာယူထလာပြန်တာလဲဘာပြောရဲမမချစ်ရလာလို့မေးတာအယူထရတယ်လားမဟုတ်ပါဘူးသူ့ကိုယ်သူများ ပါတယ်အော်မောင်းလို့ပြောတာလားအဲ့ဒါဘာဖြစ်လဲမမရဲ့စစ်သူတွေဟာတယောက်နဲ့တယောက်ဒီလိုပဲပြောကြတာပဲဟာမမကလည်းမောင်းကို မောင်းလို့ခေါ်ပါလားဟင် တစ်မျိုးဖြစ်သွားရပြန်ပြီခုတခါကမောင်ဦးလို့ခေါ်ရမယ်ဆိုဒါကမှခေါ်လို့ကောင်းသေးတယ်ကဲလေမမခေါ်ခြင်းတလို့ခေါ်ပါမောင်ကတော့မောင်ကိုမောင်မောင်လို့ပဲခေါ်မှာပဲသူရဲ့သည်ဘာရဲ့တာလဲမမဩမင်းစကားထဲမှာလဲအဲ့ဒီမောင်လေးကြီးထက်နေလို့ပါကျွန်တော်ပါလိုက်ရဲ့သည်ပြီးတော့ပြီးတော့မမကိုလည်းမမလို့မခေါ်တော့ဘူးမမလို့ပဲခေါ်တော့မယ်နော် သူကောင်းကောင်းလျက်သားသဘောပဲဟုတူတူပြော၏ဘာဖြစ်လို့လဲဆိုတော့မမလို့ခေါ်ရတာတမျိုးပဲအသက်ချင်းကွာတာကိုတတိပေးသလိုဖြစ်နေတယ်အသက်ချင်းကွာတာကတော့ကွာတာပါပဲအခေါ်ပြောင်းရုံနဲ့တော့ညီမျှသွားမှာမဟုတ်ပါဘူးနည်းနည်းတော့တော်သေးတာပေါ့ဘာပဲဖြစ်ဖြစ်လေအသက်ချင်းမတူတာတိတ်တော့မကောင်းပါဘူးဘာဖြစ်လို့မကောင်းရမှာလဲ အယူဆချင်းမတူတာတို့ဘာလို့အချိန်ချင်းမှာဖြစ်လာနိုင်တာပေါ့။အာအိဗယ်မရှိတာ။ရှိတယ်မောင်ဦး။ဘာနောက်တစ်ခါပြန်ခေါ်ကြမအောင်မောင်ဦးလို့ကျွန်တော်ရေတော့လဲသူလိုက်မရေ ပြုံယုံတာပြုံပင်းဆက်ပြောသည်ခုလိုချက်ဆခင်စားမှုသာတယောက်နဲ့တယောက်အလိုလိုက်နေကြလို့ပြဿနာမဖြစ်တာနောက်တစ်ချိန်မှာအသက်ချင်းခွာခြားမှုဟာဒုက္ခပေးလာနိုင်တယ်မမရေ စိတ်ညစ်စရာတွေမပြောပါနဲ့တကယ်တကယ်တော့လေးနှစ်ဆိုတဲ့အတိုင်းတာဟာဘဝတစ်လျှောက်လုံးနဲ့ရှင်းလိုက်ရင်ဘာမှကြည့်ကြတာမဟုတ်ပါဘူးစဉ်းစားကြည့်လေအခုချိန်မှာ19နှစ်နဲ့23နှစ်လို့ပြောနေတာပါနောက်မောင်တို့အသက်40လောက်ကြာရင်42နှစ်နဲ့45နှစ်လို့ပြောမှာမဟုတ်တော့ဘူး40ကျော်လို့ပဲပြောကြတော့မှာအသက်ကြီးလာတဲ့အခါကျတော့3-4နှစ်လောက်ဟာမပြောပါတော့ပါဘူးခုအသက်မှမကြည့်သေးတာပဲကွာ အချိန်ချိန်မှာတော့ကြည့်ရမှာပဲမောက်လားမောင်ဦးရေမင်းမသိသေးပါဘူးကွယ်မမမမင်းကိုလက်ခံမှုကိစ္စကိုဘယ်လောက်ထိစဉ်းစားခဲ့ရတယ်မှတ်တယ်လဲအဲ့ဒီအသက်ချင်းကွာတဲ့ကိစ္စသူများတကာတွေကဘာပြောကြမလဲကလေးကမောက်ကိုလိုက်တောင်းတာပါလို့ပြောလိုက်ပေါ့လူတွေကမေးကြရင်တော့အဲ့ဒီလိုဖြေလို့ဖြစ်တာပေါ့ဒါပေမဲ့ဘသူကမေးမှလဲပြီးတော့အချစ်ဆိုတာမောက်မှမဟုတ်ပဲကွာ ဒီလိုဆိုရင် အချစ်ဆိုတာအလုတ်တွေရှောက်လွားခေါ်တာလည်းမဟုတ်ဘူးမမအသက်ကန့်တန့်ချက်မရှိဘူးဒါပေမဲ့အချစ်ဆိုတာပညာရေးအတွက်အစိတ်တောက်ပဲတဲ့စကားပုံတစ်ခုရှိတယ်နောက်စကားပုံတစ်ခုလည်းရှိသေးတယ်လူတစ်ယောက်အတွက်အစိတ်ဟာနောက်တစ်ယောက်အတွက်အကောင်းဆုံးအဟာရဖြစ်ခြင်းဖြစ်နေတတ်တယ်တဲ့အချစ်ဆိုတာစကားရေးလူပွဲမဟုတ်တာတော့သိကြတယ်ကွာနှစ်ယောက်လုံးရေကြသည် မမမျက်နှာသည်ကြည်လင်လာ၏ သူပြောသွားပုံကြလေသည်ကျွန်တော်ကလည်းမမပြောသလိုငကြံသမားမောင်းဦးမဟုတ်လားမမကြည်ကြည်တတာရှိနေတော့လက်မောင်းနှစ်ဖက်ကိုကိုင်းကျွန်တော်ဘက်ကိုဆက်ခနဲဆွဲလဲဟင်မမဘာပြောထားလဲတခါတလေပဲဗျာမင်းတခါတလေကအများလုံးပြီမမသည်စီကန်းချက်ထုတ်ပြန်ခြင်းကိုတော်တော်ဝါသနာပါပုံရသည်တာမြင့်ချက်အစ်စ်တွေ မကြာခဏထွက်ပေါ်လာတတ်၏ စပင်ရှိတာသူမကြိုက်အင်ဂျီကော်လာနဲ့နရွက်ကိုစပင်ဖုံးအစပြုတ်သည်နှင့်ညက်ပြဖို့တဖောက်ဖွာတတိပေတော်သည်ကျွန်တော်ကမမဟောင်းဟိုဘဝကဆက်တာတဲ့တီလို့ဝင်စားတာလားမသိဘူးဟိုပြန်ငော်သည်အင်ဂျီကြောင်ကြောင်ကြကြမဝေရအပွင့်တို့အစင်တို့မကြိုက်မလွန်ဆုံးအကွက်စိတ်လောက်သာ ခွင့်ပြုသည်သူနှင့်အတူတူ တွေ့သွားရသောအခါတိုင်းအိုက်ပုံအင်ကြီးဝတ်ခဲ့ရမည် ပေါင်းမိဝတ်ချင်းလုံးဝတာမြစ်သည် ကျွန်တော်ပြောသည်ပေါ့နာမည်ကိုပေါ်ဦးလို့မမဲ့တော့ဘူးမောင်ပါတင်ဖြစ်ဖြစ်ရိုးရိုးကြီးဇေယဖြစ်ဖြစ်မဲ့တော့မယ်ဆက်လိတ်မတော့ရငွေကုန်တယ်လုံးကြီးမီးလောင်ပေါက်တယ်ညှနာရင့်တယ်ယောဂရတယ်ကျွန်တော်ဤထေလုံးငေါ်လုံးကတိတ်ပံမှုတင်တဲ့မမနဲ့ဆွေမျိုးတော်လာလာဟင်တခါတည်းရန်နိုင်ခွင့်ပြုတော်လဲနှကန်းကိုလုံးဝနိုင်ခွင့်မပြု င်းပေါ်လေနှက်ခမ်းဆိုတာထမင်းစားဖို့နဲ့ရေတောက်ဖို့နဲ့စကားပြောဖို့ပဲအသုံးဝင်တာကိုသူနဲ့တွဲလျှောက်သောချိန်တွင်လက်မကန်ရလူရှိသူရှိတွင်ဘလူပလဲမလို့ရကျွန်တော်ပြောသည် မမသာဘောလုံးကန်တဲ့ရင် အတန်ရှင်းဆုံးစုရမှာပဲသူ့ခါတွင် သူ့ယုံကိုလိုက်ပို့ခြင်းတွားကြိုခြင်းမပြုရတော့တပတ်လျင်တစ်ခါလှုပ်သားများကောလိပ်မှာចောင်းသူစင်းတွားကြိုရသည် တခါတလေကြောင်းတက်လိုက်ပေါ်သည်တခါတခါအတူတူလက်ပတ်ခွင်ရသည်မမနဲ့တွေ့ရတာကလည်းထောင်ဝင်စာတွေ့ရတာကြာနေတာပဲဟုကျွန်တော်ပြောခဲ့သည်ဒါစီကံချက်မကုံသေးပါ အခါအားလျော်စွာဆက်လက်ထုတ်ပြန် ကြေညာသွားပါဦးမြည်တဲ့အေးလေကျွန်တော်ကလည်းခီးသွားလှူသားပြည်သူတွေလို စီကံဖောက်ပြတ်တာကိုတော်တော်ဝါသနာထုံတတ်တာကလားညင်ကြကလက်မကူပဲ ကျုံရင်ကျုံတလို့ကုလိုက်တာတို့လျင်လက်တလို့မိပွိုင်မှာခုံဆင်းလိုက်တာတို့ဘတ်စကာလက်မှတ်ကို အမိုက်ပုံးနဲ့မထည့်တာတို့အဲ့ဒီလိုမျိုးပေါ့လေနာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း6ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ